မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်မန္တလေးမြို့နယ်နီးစပ်ဆုံးနေရာမှာဒီကနေ့မနက်ပိုင်းကစပြီးတိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက်မန္တလေးမြို့ပေါ်ကနေပါပြစ်ကူပေးနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးပစ်ခတ်တမ်းတွေဟာစုညံနေပြီးတိုက်လေရင်တွေလည်းတောက်လျှောက်အတက်ဆင်းလုံနေကြတယ်ဆိုပါတယ်ဘီယူလေမြို့ကအကြမ်းဖက်စစ်ကောင်စီရဲ့ဆက်သွယ်ရေးတပ်မှာ သူတို့ရဲ့ပြည်သူလုံခြုံရေးအဖွဲ့အဖြစ်ပါဝင်ရမယ့်တက်ကြီးပိုင်းအမျိုးသားအယောက်950ကိုစစ်တင်တန်းပေးနေပြန်တယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့နေ့လေးကသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပရမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့မန္တလေးမြို့နယ်အနီးစပ်ဆုံးနေရာမှာဒီကနေ့မနက်ပိုင်းကစပြီးတိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက်မန္တလေးမြို့ပေါ်ကနေပါပစ်ကူပေးနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးပစ်ခတ်သန်းတွေဟာစုညံနေပြီးတိုက်လီရင်တွေလည်းတောက်လျှောက်အတက်ဆင်းလုံနေကြတယ်လို့ မန္တလေးဒေသခံပြည်သူတွေနဲ့စစ်ရေးတည်င်းအရင်းမြစ်တချို့ကရန်ကုန်ခေတ်တိကိုပြောပါရယ်ဒီကနေ့စက်တင်ဘာလ27ရက်နေ့မနက်6နာရီဝင်းကျင်လောက်ကစပြီးမန္တလေးမြို့နယ်အနီးဆက်ဆုံး30ပေးဘတ်တွေမှာတိုက်ပွဲတွေစတင်ဖြစ်ပွားနေပြီး PDF စစ်ကြောင်းတွေအလုံးရင်းနဲ့တက်လာတဲ့ဆိုတဲ့တည်င်းတွေကြောင့်စစ်တပ်ကမန္တလေးမြို့ပေါ်ကနေလက်နက်ကြီးပစ်ကူတွေပေးနေတဲ့အပြင်တိုက်လေရင်တွေနဲ့ပါဘုံကျဲတိုက်ခိုက်နေတယ်ဆိုပါရယ်အခုမနက်ပိုင်းတစ်လျှောက်လုံးမန္တလေးဘက်အချမ်းကစစ်တပ်အခြေပြုထားတဲ့ရွာတွေဘက်ကနေလည်း လက်နက်ကြီးတွေနဲ့30ပြီးကြေးရွာဘက်ကတောက်လျှောက်ပြစ်နေတာအလုံး60ကျော်လောက်ကိုရှိနေပြီမန္တလေးမြို့ပေါ်ကနေလေလက်နက်ကြီးပစ်ကူတွေပေးနေသလိုတိုက်လေရင်တွေလည်းတောက်လျှောက်အတက်ဆင်းတွေလုံနေတဲ့အပြင်30ပြီးဆိုတာမန္တလေးနဲ့အနီးဆုံးဖြစ်နေပြီလို့လဲမန္တလေးအခြေစိုက်စစ်ရေးသတင်းရှိမိကပြောထားပါတယ်အဲ့ဒီလိုဒီကနေ့မနက်ပိုင်းမန္တလေးမြို့ပေါ်ကနေလက်နက်ကြီးပစ်ခတ်တဲ့တွေကိုမန္တလေးမြို့နေပြည်သူတွေအကုန်လုံးနှီးပါကြားနေရပြီး တိုက်လေရင်တန်တွေလည်းတောက်လျှောက်ကြားနေရတဲ့အတွက်မြို့ကန်တွေကတော့ဒီကနေ့မနက်ပိုင်းကစပြီးတတိနဲ့စောင့်ကြည့်နေကြတယ်လို့သိရပါတယ်ခင်ဗျာတစ်ဆက်ထဲမှာပဲမန္တလေးတိုင်းကစုံမြို့နယ်ကတော်လရေးတပ်တွေသိမ်းပိုက်ထားတဲ့ငမြကြီးကျေးရွာကိုအကြမ်းဖက်စစ်ကောင်စီတပ်ကလေနဲ့လာပြီးဘုံကျဲမှုကြောင့်အရဲသားပြည်သူ၁၀သေဆုံးသွားခဲ့ရတဲ့အပြင်တော်လရေးရဲဘော်နှစ်ဦးလည်းမြင့်မြတ်စွာအသက်ပေးလူသွားရတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တက်ကိုပြောပါတယ်စတင်မလ20ရက်နေ့ဖြစ်တဲ့မနေ့ကညနေပိုင်းမှာပဲ အကြပ်စကောက်စီတက်ကမန္တလေးတိုင်းငစုံမြို့နယ်မှာရှိတဲ့ငမြကြီးကျေးရွာကိုလေနဲ့လာပြီးဘုံကျက်ဖြက်စီးသွားတဲ့အပြင်စတနတ်တွေနဲ့ပါပစ်ခတ်ဖြက်စီးသွားတယ်ဆိုပါလေအဲ့ဒီလိုအကြပ်စကောက်စီရဲ့လေချောင်းကနေဘုံကျက်ပစ်ခတ်တိုက်ခိုက်မှုတွေအတွင်ကျေးရွာထဲမှာရှိတဲ့ရသပြည်သူ၁၀ဦးသေဆုံးခဲ့ရတဲ့အပြင်ပြည်သူတွေကိုကယ်ထုတ်ပေးနေတဲ့တော်လိုင်းရဲဘော်နှစ်ဦးလည်းမြင့်မြတ်စွာအသက်ပေးလူသွားရပြီးနောက်ထပ်ရသပြည်သူအယောက်၂၀ဝန်းကျင်ကဒဏ်ရာတွေရထားတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါလိမ့်ခင်ဗျ တစ်ဖက်မှာတော့မန္တလေးတိုင်းဘီယူလင်မြို့ကအကြံဖက်စစ်ကောင်စီရဲ့ဆက်သွယ်ရေးတပ်မှသူတို့ရဲ့ပြည်သူလုံခြုံရေးအဖွဲ့အဖြစ်ပါဝင်ရမယ့်တပ်ကြီးပိုင်းအမျိုးသားအယောက်950ကိုစစ်တင်တန်းပေးနေပြန်တယ်လို့ပြည်သူ့ဒေသတရင်ရှိမိကရန်ကုန်ခေတ်တိကိုပြောပါတယ်စတေမလာ16ရက်နေ့ကစပြီးပြည်သူလင်မြို့နယ်မှာရှိတဲ့ခြေရွာရက်ကွက်အုပ်စုပေါင်း55ခုဝင်းကျင်ကနေခြေရွာအုပ်စုတစ်ခုမှာလူ100ဦးနှုတ်နေတပ်ကြီးပိုင်းအမျိုးသားအယောက်950ကိုအကြံဖက်စစ်ကောင်စီကပြည်သူ့အခြေစိုက်ဆက်သွယ်ရေးတပ်ထဲမှခေါ်ထားပြီးတော့ တို့ရဲ့ပြည်သူလုံခြုံရေးအဖွဲ့အတော်ဆိုပြီးစစ်တင်နဲ့ဘေးနေတယ်ဆိုပါတယ်အဲ့ဒီလိုစစ်တင်နဲ့တက်နေရတဲ့တကြီးပိုင်းတွေဟာပြည်သူတွေမြို့နယ်ကပြည်သူတွေဖြစ်ပေမဲ့နေအိမ်ကိုပြန်ခွင့်မပေးဘဲစစ်ကောင်စီရဲ့ဆက်သွယ်ရေးတပ်ထဲမှသာနေခိုင်းထားပြီးနေအိမ်ကိုဖုန်းနဲ့တောင်ဆက်သွယ်ခွင့်မပေးဘူးလို့လည်းသိရပါတယ်လက်ရှိပြည်သူတွေမြို့မှာလည်းလူစော့တီအများအပြားကိုစစ်ကောင်စီကလက်နက်တပ်ဆင်ပေးထားသလိုအခုလည်းသူတို့အစ်စ်ဖွဲ့တဲ့ပြည်သူလုံခြုံရေးအဖွဲ့ဖြစ်တကြီးပိုင်းမြို့သားတွေကိုအတင်းကျပ်ပေါ်တာဆွဲဖမ်းဆီးပြီးတော့စစ်တင်နဲ့ပေးနေပြန်တဲ့အပြင်တစ်ဖက်မှာတော့ DNL နဲ့ PDF ပူးပေါင်းတက်တွေးပြည်ဦးလင်မြို့ကိုလာတိုက်တာ ਨੇ အဲ့ဒီပြည်ဦးလင်မှာရှိတဲ့စစ်တပ်ကတော်နဲ့စစ်နည်းပညာတက်တော်တွေကိုပြောင်းရွှေ့ဖို့ကိုပါစစ်ကောင်စီကစီမံခိုင်းထားပြန်တယ်လို့လေပြည်ဦးလင်မြို့မှာရှိတဲ့စစ်တပ်တည်ရင်းမြစ်ကပျော်ထားပါသေးတယ်ခင်ဗျတဖက်မှာတော့စကိုင်းတိုင်းကဏီမြို့နယ်တာဝါတိုင်းစခန်းကအကြမ်းဖက်စစ်ကောင်စီတပ်သားအချင်းချင်းလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်မှုဖြစ်ပွားခဲ့ကြတယ်လို့ကဏီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကပြောပါတယ်စတေမလာ20ရက်နေ့ဖြစ်တဲ့မနေ့ကမနေ့ပိုင်းမှာပဲ ကနီမြို့နယ်မုံရွာရာကြီးကလေးဝလမ်းပိုင်း48မိုင်မှာရှိတဲ့အကြက်ဖက်စစ်ကောင်စီတပ်ရဲ့အထိုင်စခန်းဖြစ်တဲ့တာဝါတိုင်းစခန်းကုန်းမှာစစ်ကောင်စီတပ်သားအချင်းချင်းလက်နက်ကြီးလက်နက်ငယ်ပစ်ခတ်မှုတွေနဲ့ချနေကြတယ်လို့သိရပါတယ်။အဲဒီစခန်းကစစ်ကောင်စီတပ်သားအချင်းချင်းပစ်ခတ်တန်းတွေဟာစုညံ့နေအောင်ကြားနေရပြီးအထဲမှာတော်တော်ကိုအချင်းချင်းစိုးနေတဲ့သဘောဖြစ်တယ်အပြင်လက်ရှိမှာတော့သူတို့စစ်သားအချင်းချင်းပစ်ခတ်ပြီးစခန်းထဲမှာပဲဘလောက်တောင်တေကုန်ကြသလဲဆိုတာကိုမသိရသေးဘူးလို့ ကဏီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကပြောထားပါတယ်ခင်ဗျာအခုဒီခါရန်ကုန်မြို့မှာတော့မြို့ကုန်မြို့နယ်အမှတ်42ရပ်ကွက်ရုံကိုလက်ပစ်ဘုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ The Light of Union မြို့ပြပြောက်ကြားအဖွဲ့ရဲ့တာဝန်ရှိသူကရန်ကုန်ခေတ်တကိုပြောပါတယ်စတင်ပါလ16ရက်နေ့ည9:00နာရီဝန်းကျင်လောက်မှာပဲရန်ကုန်မြို့မြို့ကုန်မြို့နယ်42ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံကို The Light of Union မြို့ပြပြောက်ကြားအဖွဲ့ကနေလက်ပစ်ဘုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုပါတယ်အဲ့ဒီမှာ လက်ပစ်ဘုံဟာရက်ကွက်ယုံတဲ့ကိုကြက်ရောက်ပောက်ကွဲသွားပြီးယုံတဲ့ကစစ်ကောင်စီလက်ပါစီအုပ်ချုပ်ရေးအဖွဲ့တွေထိခိုက်မှုရှိနိုင်တဲ့အပြင်အခုလက်ရှိရန်ကုန်မြို့ကစစ်ကောင်စီလက်ပါစီအုပ်ချုပ်ရေးမှုတွေနဲ့အပေါင်းပါတွေဟာအကြမ်းဖက်စစ်တပ်ကိုတဆိုးရှေအောင်တောက်တိုင်လှုပ်ပေးနေတာတွေကြောင့်စစ်ရေးပြစ်မှတ်အဖြစ်ဆက်လက်တိုက်ခိုက်သွားမှာဖြစ်တယ်လို့လဲ The Light of Union မြို့ပြပြောက်ကြားအဖွဲ့ကပြောထားပါလိမ့်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်ကနေဒီကနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ Thank you.